မင်္ဂလာပါတောရရှင်များရှင်အခုချိန်အစပြီး Radio UNG ရဲ့2025ခုနှစ်မေလ10ရက်နေ့မနေ့ကပြည်ရင်းသတင်းများကိုတင်ပြပေးပါမယ်။ကျွန်မကတော့နေဦးမိုင်းဖြစ်ပါရရှင်။ WHO ကမြန်မာနိုင်ငံငလင်းဘေးအတွက်အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ EMD 22ဖွဲ့အားငှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးမြန်မာနိုင်ငံအတွင်း9ဖွဲ့ဆက်လက်ရှိနေတဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမြန်မာနိုင်ငံငလင်ပေးအတွက်အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ EMD 22ဖွဲ့အားညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးမြန်မာနိုင်ငံအတွင်း9ဖွဲ့ဆက်လက်ရှိနေရလို့အသိပေးပါတယ်။လွန်ခဲ့သောတလကျော်ကမြန်မာနိုင်ငံအလဲပိုင်းတွင်အင်အားပြင်းငလင်များလှုပ်ခတ်ခဲ့ပြီးနောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည်အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ EMD 22ဘွဲ့အားငှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးအဆိုပါအဖွဲ့များအားအပြည့်စည်အများဆုံးဒေတာများရှိ ထိခိုက်ခံစားနေရသောကျေးရွာများသို့ဆေးဘက်ဆိုင်ရာအရေးပေါ်ကူညီမှုများဆောင်ရွက်နိုင်ရန်စီစဉ်ပေးခဲ့ပါတယ်။ရွေလျားဆေးခါများပွင့်လှစ်ခြင်းမှသည် အတွင်းလူနာများအတွက်ထိခိုက်ဒဏ်ရာဆိုင်ရာနှင့် ွဲစိတ်ကုသမှုစောင့်ရှောက်ပေးခြင်းများအထိအဆိုပါအဖွဲ့များသည့်အသက်ပေါင်းများစွာကိုကယ်ဆယ်နိုင်ရန်နှင့်ဝန်ပိနေသောဂျမားရေးစနစ်များကိုပံ့ပိုးကူညီရန်မရက်မနာကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်လို့ဖော်ပြပါတယ်။တာဝန်ထမ်းဆောင်ခဲ့သောအဖွဲ့22ဖွဲ့အနက်ခုနှစ်ဖွဲ့သည်မြန်မာနိုင်ငံအတွင်းဆက်လက်ရှိနေပြီးလက်ရှိဆောင်ရွက်နေသောကယ်ဆယ်လုပ်ငန်းများကိုဆက်လက်ထောက်ပံ့လျက်ရှိရလို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးကတိကဝကမ်ပိန်းကနေဂျာမိုင်းဝန်ကြီးဌာနစီတန်ဝန်ထမ်းများထဲမှထိခိုက်နေနာမှုအသီးသီးခန်းစားခဲ့ရသူ90ကျော်ကိုထောက်ပံ့နိုင်ခဲ့တဲ့တင်ကိုတင်ပြပါမယ်။ 2024ခုနှစ်မေလကစတင်ခဲ့တဲ့ဂရိကွက်ကမ်ပိန်းဟာအခုဆိုရင်တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ကမ်ပိန်းအနေဖြင့်ဂျာမန်ဝင်ကြီးဌာနစီတန်ဝင်ထမ်းများထဲမှထိခိုက်နင်းနာမှုအကြီးကြီးခံစားခဲ့ရသူများအတွက်သက်ဆိုင်ရာထိခိုက်နင်းနာမှုအမျိုးအစားလိုက်လဆင်ထောက်ပံ့ကူညီခဲ့ရ2025မတ်လတွင်16,2500ကျပ်ဖြင့်ထိခိုက်နင်းနာသူ29ဦးကို၎င်း2025ဧပြီလတွင်16,3000ကျပ်ဖြင့်ထိခိုက်နင်းနာသူ28ဦးကို၎င်း ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်လို့ CDM Medical Network ကဖော်ပြပါတယ်။လဆင်အာမခံယူနစ်များဝယ်ယူလှူဒန်းနေကြတဲ့အဖွဲ့အစည်းဒီမှာဂရိကောရဲ့ရှင်များအားလုံးနဲ့အတူအာမခံယူနစ်များကူညီရောင်းချပေးခဲ့တဲ့နောက်မဆုတ်တမ်း D2D နဲ့ With La Brunei တို့ Pfizer အဖွဲ့များကိုလည်း CDM Medical Network အနေနဲ့ထောက်ပံ့ကျင်းဝင်ရရှိကြသောထိခိုက်နေနာကြမှာ CDM များအားလုံးကိုစားအထူးကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။ The Promise Campaign ကနေလာစဉ်အာမခံ unit 900ရောင်းချနိုင်ဖို့ UA ထားပြီး Greek Coalition အလှရှင်များဆက်လက်လွှမ်းလှည့်ရှိနေသေးကြောင်းလည်းသိရပါတယ်ရှင်။အိန္ဒိယနဲ့ပါကစ္စတန်စစ်ရင်တင်းမာမှုကြောင့်သတိပြုနေထိုင်ကြရာအိန္ဒိယနိုင်ငံတွင်ခိုလုံနေသောမြန်မာများကို India for Myanmar တိုက်တွန်းတဲ့သတင်းကိုတင်ပြပါမယ်။ အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံအကြားစစ်ရေးတင်းမာမှုများကြောင့်ဒေသတွင်းမလို့လာအသောစိန်ခေါ်မှုများထပ်မံဖြစ်ပေါ်လာနိုင်သည့်အတွက်မိမိရောက်ရှိနေထိုင်ရာဒေသများတွင်တရီရှိစွာနေထိုင်ကြရန်အိန္ဒိယဖော်မြန်မာမှတိုက်တွန်းနှိုးဆော်ထားပါသည်ထို့ပြင်အိန္ဒိယနိုင်ငံသို့ထွက်ပြေးခိုးလုံလာသော မြန်မာနိုင်ငံသားများအနေဖြင့်အိန္ဒိယအစိုးရတာဝန်ရှိသူများလူမှုရေးသင်းဖွဲ့များနဲ့အိန္ဒိယနိုင်ငံသားများအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်စေမိမိသည့်လို့ရဲ့မျိုးပုံမစိုးလုံးဝရှောင်ကျဉ်ရတဲ့နိုင်ငံ၏ဥပဒေများဒေသန္တရစီမင်းစည်းကမ်းများနဲ့ထုတ်ပြန်ချက်များကိုအလေးထားလိုက်နာပူးပေါင်းဆောင်ရွက်ကြရာအလေးနဲ့တိုက်တွန်းထားပါတယ်လက်ရှိချိန်တွင်အိန္ဒိယနိုင်ငံခေါင်းဆောင်များနေဖြင့်နိုင်ငံ၏လုံခြုံရေးနှင့်နိုင်ငံသားများ၏အရေးကိစ္စများကိုအစားပေးအာရုံစိုက်နေရသည့် ချီနီဖြစ်တာကြောင့်မြန်မာနိုင်ငံသား40ခန်းမှအိန္ဒိယဝန်ကြီးချုပ်ထံပေးပို့ရန်စီစဉ်ထားသောစာပေးပို့မှုစီစဉ်ကိုအိန္ဒိယနိုင်ငံ၏လက်ရှိခက်ခဲများပေါ်စာနာစိတ်ဖြင့်တင့်လျော်သည့်အချိန်ကာလတစ်ခုထိရွှေ့ဆိုင်ထားမည်ဖြစ်ကြောင်းအသိပေးထားပါရရှင်။တောင်ကလေးအချင်းထောင်မှ နိုင်ချင်းနှစ်ဦးအားအုပ်စုဖွဲ့တည်ရန်ကြံစည်မှုဖြစ်ပွားခဲ့တဲ့တွင်ကိုဆက်လက်တင်ပြပါမယ်။ ကရင်ပြည်နယ်ဖအံမြို့နယ်တောင်ကလေးအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသား2ဦးအားရာဇဝတ်အကျဉ်းသား12ဦးမှအုပ်စုဖွဲ့တပ်ဖြည့်ရန်ကြံစီခဲ့ကြောင်းမြန်မာနိုင်ငံလုံဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွင်ရဲ့ PPNM ကထုတ်ပြန်ထားပါတယ်။ဗီလာ30ရင်းနေမှာထောင်နာ15နှစ်ကြာခံနေရသူနိုင်ငံရေးအကျဉ်းသားကိုကျော်ကျော်မြင့်နဲ့ထောင်နာ4နှစ်ကြာခံနေရသူနိုင်ငံရေးအကျဉ်းသားကိုမင်းသူဆိုးတို့2ဦးဟာထောင်မှကျွေးသော9ဟင်းဘာကြောင့်နောက်ကျရကြောင်းကို ထောင်ပိုင်း4ရဲ့ လေရင်တပည့်ထက်နိုင်မှအိတ်ဆောင်တွင်ဝင်ရောက်ပြောကြားခိုင်းသဖြင့်ပြောကြားရမှအခုလိုဖြစ်ပွားခဲ့လို့ဆိုပါတယ်ထို့သောပြောကြားနေစဉ်ကိုကျော်ကျော်မြင့်အားရာဇဝတ်အကျဉ်းသားစပရင်ကအသင့်ပြုတ်လုထားတဲ့ပုံစံပစိုးပတ်ထားတဲ့ကွန်ကရစ်တုံးဖြင့်နောက်စစ်ကိုစတင်ရိုက်နှက်ခဲ့ကမင်းမင်းခေါ်ပပက်ကလည်းကွန်ကရစ်တုံးဖြင့်ဥခန်းကိုဝေးရောက်ထုနှက်ခဲ့ကမင်းထက်ကောပေါ်ပေါ်ပေါင်ချိန်နှွားကြီးတို့ဝိုင်းဝန်းထိုးကျိတ်ခဲ့ကြတယ်လို့သိရပါဗျ။ အလားတူကိုမင်းသူစုကိုလည်းရာဇဝအကျဉ်းသားများဖြစ်တဲ့ဝန်တန်းထွန်းကျော်တက်လွန်ပေါင်ချိန်မင်းထက်ကိုဘူဘူဝန်ကောင်းခင်ပပြက်နွားကြီးစပရင်အပြင်တန်းစီဖြစ်သူတွားကျိုးကောင်းရွှေထက်ဂျိုကာမလေးက mobile mother ဖုန်းဆိုင်ပိုင်ရှင်ရဲ့တားဖြစ်သူအမိမတိရသေးတို့ကဝိုင်းဝန်းထိုးချိန်ရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။ထို့သူကြိုတင်ကြံစီပြီးအုပ်စုဖွဲ့လူတက်ရန်စ조사ခဲ့တာကြောင့်ကုကြော်မြင့်ဟာဥခေါင်းကွဲ့အဲ့ ခန္ဓာကိုယ်ပူးယောင်ပေါက်ပြဲမျက်နှာပူးယောင်ဒရောင်စစ်လက်မောင်းညိုမဲတံရများရရှိခဲ့ပြီးဥခေါင်းတံရမှာသုံးချက်ချုပ်ခဲ့ရလို့ဆိုပါတယ်။ကိုမင်းသူစုမှာလည်းဥခေါင်းကွဲ့အဲ့ဘဲမျက်ခုံကွဲ့မျက်နှာတစ်ပြင်လုံးပူးယောင်ညိုမဲခန္ဓာကိုယ်အနက်ညိုမဲရောင်ကိုင်းတံရများရရှိခဲ့ကဥခေါင်းတံရမှာခုနှစ်ချက်ချုပ်ခဲ့ရလို့သိရပါတယ်။ထို့သောဝိုင်းဝန်းရက်နှစ်ခဲ့ကြတဲ့နေရာဟာအိဆောင်မှုရုံးခန်းအရှိတွင်ဖြစ်ပေမဲ့အိဆောင်မှုဘိုးလေးအောင်ရဲနိုင် တချက်ဝင်းမောင်နဲ့တချက်သိမ့်တန်ဦးခေါ်ပြောင်ကြီးတို့ဟောင်းဝင်းရောက်ဟန်တာချင်းလုံးဝမပြုတ်ခဲ့ဘူးလို့ဆိုပါတယ်ထို့ပြင်ဖြစ်စဉ်ဖြစ်ပွားခဲ့နေဟာမိန်ဂျန်နဲ့သွတ်ဆိုးကြိုးတာချပေမဲ့မိတို့တော်ဟန်တာမှုမျိုးမှမရှိခဲ့ဘူးလို့ PPNM ကဖော်ပြထားပါတယ်အုပ်စုဖွဲ့ကြံစီခဲ့ကြတဲ့သူများဟာရခင်ထောင်ပိုင်လေးစိုးမိုးအောင်ဥဆောင်မှုဖြင့် MJ ကစစ်စီရဲစီများမှနိုင်ငံရေးအကျဉ်းသားများအားတီးတန့်နှိပ်ကွေရအကျဉ်းထောင်တွင်ဖွဲ့စည်းထားခဲ့ကြတဲ့ ကုတ်တွင်အူဆန်တူဘာကုတ်ပုံစံတက်တိုးထိုးထားကြသည့်အင်အားတရာခန့်ရှိဘာကုတ်ကိုင်းကဥဆောင်သူများဖြစ်ကြလို့သိရပါတယ်ဝိုင်းဝန်းရိုက်နှက်ခဲ့သူများမှာစင်အိုဖြစ်ပေမဲ့အကျဉ်ဥစည်းဘက်မှမင်းထက်ခေါ်ပပိုးပေါင်ချိန်နွားကြီးမင်းမင်းခေါ်ပါပြက်စပရင်တို့ငါးဥသာပါဝင်တယ်လို့ပြောဆိုက၎င်းတို့ငါးဥကသာတိုက်ထဲမှာထားရှိပြီးစစ်ဆေးနေတယ်လို့သိရကြောင်း PPNM ကဖော်ပြထားပါတယ်ရှင် စားနေခါစေဝါနဲ့အရေးပေါ်လိုအပ်ချက်များအတွက်တွဲလက်ကူညီအရာရိကံပိန်စတင်တဲ့တရင်နောက်ဆုံးတင်ပြပေးပါမယ်။စားနေခါစေဝါနဲ့အရေးပေါ်လိုအပ်ချက်များအတွက်တွဲလက်ကူညီအရာရိကံပိန်ကိုယူဟာ29အရာရိကစတင်ပြီးဖြစ်ကြောင်းသိရပါတယ်။အရင်အိမ်ပြန်မဲ့လိုင်းအရာတိုင်းကံပိန်ကလိုပဲဝိုင်းဝန်းအားဖြင့်ကူညီပေးကြပါဦး။ယူဟာ29 Fundraising Page ကနေပဲကောက်ခံသွားမှာဖြစ်ပါတယ်။အနည်းဆုံးမြန်မာငွေ3000ကျပ် Farman Certificate ပြန်လည်ပေးဖို့ပေးပါမယ်လို့ဆိုထားပါတယ်။ Campaign အား SDB Bank နဲ့ NUG ဘေးတို့ဖြင့်ပါဝင်နိုင်ပြီး ထောက်ပို့များမှာအလုံးဟာပြည်ပြည်မှာအကျိုးရှိရှိသုံးစွဲသွားမှာဖြစ်ပြီး view ဟာ29ရဲ့အရေးတွေကိုစောင့်မျှော်ပြီးအားပေးကြဖို့လည်းတိုက်တွန်းထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်တာကီမင်းစစ်တွဲနဲ့ခရှဲလိုကပြပို့ထားတာဖြစ်ပါရဲ့ရှင်။